မချမ်းပါကြီးအာယုံကတော့သူ့ရဲ့ပင်ကိုတဘာဝအမျိုးမျိုးပြပါပဲကံစိတ်ဥရအဟာရရဲ့အထောက်ပံ့မှုမကင်းသမျှထိုလူ၏ဘာရဲ့ခြေလှယ်မှုတိုင်းရုပ်တွေဖြစ်နေရတယ်ဒါကြောင့်သင်္ကတလို့ခေါ်တယ်ဗောသူ့ဥနိယာမနဲ့သူရုပ်တရားဖြစ်ပေါ်တယ်ဆိုတာဖောက်ပြန်နေတာပါပဲရုပ်ဖောက်ပြန်ပြီဆိုရင်တိတက်တဲ့နံဆိုတာလဲနိယာမယာပေါ်ပြန်တယ် နာမမပေါ်ရင်ရုပ်ပေါက်ပြန်မှာဖယ်သိပါမလဲအာယုံတော်ရလာတိုက်ပြီဟိုဒါကြောင့်အင်္ဂတလို့ခေါ်တယ်ဗောအကြောင်းထောက်ပံ့ခြင်းနဲ့တရားကနိဗ္ဗာန်မရှိဒါကြောင့်နိဗ္ဗာန်ကိုအသင်္ကတခေါ်တယ်မိုးကိုဆရာတော်ဘုရားကြီးရဲ့တရားတစ်ပုဒ်ထဲမှာကလေးငယ်ကမိခင်ကိုအမေလို့ခေါ်ရင်ဟေးလို့ထူပြီးတာမလားထူတော့ထူပါ ဒါပေမဲ့အတန်ကိုပါပဲညာပဲမခွဲကြပဲဖြစ်ပြအရင်ရှုလိုက်ပါဦးတဲ့အာယုံရဲ့ဖြစ်ဆောင်အင်ကိုတဘာဝကိုတိခိုင်းတယ်ရုပ်တရားပေါက်ပြန်ထင်ရှားလာပြီဆိုတာနဲ့ဦးဇင်းတို့ကဘာယောကညာယောကလို့ချက်ချင်းနာမည်တက်တယ်ဆရာတော်ကြီးစကားကိုနီးမိပြီယောကနာမည်လည်းတက်ပါရုပ်ရဲ့ပေါက်ပြန်မှုအင်ကိုတဘာဝလို့လည်းအရင်သိပြီးပါလို့ပြောရမယ် ာယုံ၅တော့ယောဂလို့မပြောပါဘူး။ဥစဉ်တို့ကပြောဆိုဆက်သွယ်လို့ရအောင်ပြည့်ညတ်တာ။ကြာလာတော့ပြည့်ညတ်မှစိတ်ကဆုံးနေပြီ။ဒါဟာရုပ်ရဲ့ပြီးပရမတ်ပေါက်ပြန်မှုလို့လက်မခံကျင်တော့ဘူး။ဒါကြောင့်အစွဲတွေနဲ့ပူလောင်ရတယ်။လူတရားကိုရန်သူလို့ထင်နေရင်သူ့ကိုတွေ့တိုင်းဆုံးရင်စိတ်နဲ့စိတ်ကတိကအောက်ဖြစ်ရတယ်။အဲဒီသဘောပါပဲ။အာယုံကိုရန်သူလို့ကိုကသတ်မှတ်မိနေရင် ်ဦးပေါ်လိုက်ဦးစိတ်ညစ်တယ်။အာယုံကငါကမင်းရရန်သူပါကွာ။ဒါတော့မို့ငါကမင်းရမိတ်ဆွေပါကွာလို့ပြောတယ်လို့လား။စိတ်စိတ်ဆူဆူနှလုံးသွင်းစဉ်းနေညစ်။ तू ကဘာမှကောင်ပြောဘူး။ तू မှပြောရအစမ်းစားမရှိတယ်လို့ပြောနေလို့လည်းအချိန်မရှိဘူး။လူတရားကိုချိန်ချောက်ဖို့နင်းနေသသာသူရောမအချားသူရဲ့အထောက်ပံ့နဲ့ယက်တီရတဲ့ဒုက္ခိတဘဝအမိခိုခံဘဝမို့ သူကိုယ်ရန်တိတက်မီကြာရှည်မနေနိုင်ဘူးလေအယုံတို့တင်ရှားပြီဆိုရင်သူ့ကိုဖြစ်ပေါ်နေတာအကြောင်းကရှိပြီးသားအကြောင်းကင်းတဲ့တရားမှမရှိဟာအကြောင်းရဲ့အလိုတိုင်းသူ့လိုသူလုပ်တာကိုပဲနှလုံးသွင်းမှန်မှန်နဲ့စောင့်ကြည့်အကြောင်းပေါ်မိနေရတဲ့တရားမှသမျာငါအတ္တမဟုတ်ဘူးငါအတ္တသာဆိုရင်အကြောင်းထပ်ပန့်ကိုယူနေရမလို့ပဲ ်ဦးစန်းဦးစွားနဲ့ဖြစ်နိုင်ရမှာပေါ့စောင့်ကြည့်ရဲ့တတိညာကိုယ်တိုင်ကလည်းအာယုံရဲ့အထောက်ပံ့ကတရားပဲဖြစ်တယ်အရှုခံတင်ရှားလို့သာရှုညာပေါ်လာရတာရှုညာမှာငါအတ္တဝံပါလို့မရပြန်ဘူးဒါဆိုနှလုံးသွင်းမှန်းနိုင်တရားအထုတ်ပြီးသားဖြစ်နေလိမ့်မယ်အာယုံရွေးစရာမလိုဣရိယာပုံရွေးစရာမလိုဘူးဈာမယဉ်ညာကြီးမှဆိုယောဂါကိုမိမိနဲ့မဆိုင် ဘေးကအရာပြင်းပြအောင်ပူကျူးစားရမယ်အတင်းကြီးမီးမီးမဟုတ်ငါမဟုတ်လို့နှလုံးသွင်းခိုင်းတာမဟုတ်ဘူးနော်အင်းကိုယ်တဘာဝကိုကငါမဟုတ်တဲ့အတွက်ငါမဟုတ်ကြောင်းတဘာဝရဲ့လှုပ်ဆောင်မှုကိုစူးစမ်းခိုင်းတာထုံနေအောင်ဒီနှလုံးသွင်းလေ့ကျင့်နေရတာမျိုးသမထကိုကျွမ်းကျင်စွာအားထုတ်တာဆိုရင်သင်္ကာရဖောက်ပြန်မှုချမ်းလို့မခံနိုင်တဲ့ကသမထနည်းနဲ့အာယုံပြောင်းပြီးစိတ်ကိုအနာပေးလို့ရတယ် ဝိပဿနာဓာတ်ရိုက်သမားကတော့အဲ့လိုရှောင်ရွေးလို့မလွယ်ဘူးယောဂါဖြစ်ရင်စိတ်မှာပြားတယ်ရှိနေတတ်တယ်ပင်မနေတာကိုလက်မခံနိုင်ဘူးလေဒီအချိန်လေးကလွတ်ချင်တယ်ဒီတော့အာနာပါနာပြတ်ပတ်တာမျိုးလုပ်တယ်ရုပ်ရင်ပင်မနေတမထပြန်လုပ်ဖို့လည်းမလွယ်ပါဘူးဖျားရှင်လက်ထက်ကဇာယမထေကြီးတွေတော့ယောဂနှိမ့်ဆက်တဲ့အတွက်ဇာဝင်စားလို့မရတဲ့ကဆူဆိုင်လုပ်ဖို့ဒီကြိုးစားတယ် ယောဂါဆိုတာပေါက်ပြန်တတ်တဲ့ရုပ်ရဲ့ပင်ကိုသဘောပဲလို့နှလုံးသွင်းထားတာပိုကောင်းပါတယ်။နာကျင်နေတာကိုအနှောက်ရှက်လို့မတွင်းနဲ့။မိုးနေမိုးနေတာကိုစိတ်မပြင်းနဲ့။အရှိကိုအရှိတိုင်းမလက်ခံပေးတဲ့နဲ့။ဘာနာမီမှကိုတတ်မနေနဲ့။ဒါဆိုယောဂါကအနှောက်ရှက်မဟုတ်တော့ဘူး။ရှုဝတ်ဖြင့်ကျေစုပြုမယ်။နှလုံးသွင်းမှန်နေစိတ်ဖြစ်မှုသက်သာပြီးယောဂါတံကိုခံနိုင်တယ်။ ဘာဝနာကုသိုလ်ဖြစ်နေလို့အနတ္တသိနဲ့စိတ်လွတ်လပ်မှုပါရတယ်။အရှင်ပညာသီရိရမကျောကျောစိတ်ဖြစ်ရတာတိုင်လာစာအုံးမှာထုံနှုတ်ဖတ်ရှုတယ်